Hello အားလုံးမင်္ဂလာပါအောင်ဖူဖော်မချန်ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အာဆင်နယ်ကတော့လက်ရှိဒီယာဒီမှာဆွမ်းဆောင်ရည်ကောင်းနေပြနေတဲ့အတိုင်းပဲလက်ရှိမှာစူပါကွန်ပျူတာရဲ့တွက်ချက်မှုအရလဲ2025 2026ဘောလုံးရာသီပြီးရင်ပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်ထိတ်ဆုံးမှာဒီဦးစားပေးခြင်းကျွန်တော်တို့ဘယ်တော့ဒါခံနေရတယ်အာဆင်နယ်ဟာအာဆင်နယ်ကိုကြော်ကျော်ပြီးတော့ဗောနော်ကျွန်တော်ဒီယာဒီမှာချန်ပီယံဖြစ်မဲ့အသင်းမရှိဘူးဗောဗျာဒါအပြင်ကျွန်တော်တို့ဒုတိယနေရာတတိယနေရာစတုတ္ထနေရာကအသင်းတွေထက်လည်း အပြည့်အသက်ကိုကျွန်တော်တို့သာဟိုဘယ်လိုပြောမလဲအမှတ်ဒီပါလေးဖြတ်ပြီးတော့ချန်ပီယံဖြစ်လိမ့်မယ်လို့စူပါကွန်ပျူတာကတော့တွက်ချက်ထားတယ်ဗောလေဒီညမှာစူပါကွန်ပျူတာတို့ဘာလို့ဖြစ်တဲ့အတွက်သူတို့မှာ data တွေပူရလာတာနဲ့အမျှပူပြီးတော့တိကျမှုနှုံနေမြင်လာမှာပေါ့ဒါပေမဲ့လို့ဒါပထမဆုံးအကျဉ်းဆိုသလိုဒီရဒီအတွက်စူပါကွန်ပျူတာရဲ့အတွက်ချက်မှုတော့ကျွန်တော်မဟုတ်ဘူးဆိုတော့ top 4တွေထဲမှာကျွန်တော်ဘယ်သီးနေပါဝင်နေတယ်လဲ ဘယ်တီနေကဘလို့အခြေအနေတွေမှာရှိနေမလဲပေါ့တာလီတွေကျွန်တော်တို့ကြွေးကြည့်ရရင်စူပါကွန်ပျူတာရဲ့ကျွန်တော်အနေနဲ့တွက်ချက်မှုအရာဆိုလို့ရှိရင်တော့ဗောနောနောက်ဆုံးတွက်ချက်မှု final decision ဒီ final တွက်ချက်မှုအရာဒီ tension map ကလပ်အသင်း၃တင်းကျွန်တော်ရှိတယ်ဗောနောရတော့ဒီမှာဆိုလို့ရှိရင် Northern Forest ရဲ့ Wasm ရဲ့ Wolverhampton ရဲ့ဆိုပြီးတော့ကျွန်တော်ဒီတွက်ချက်ထားတယ်ဒီ၃တင်းဟာဆိုလို့ရှိရင်လုံးဝ tension သွားလိမ့်မယ်ဆိုပြီးတော့စူပါကွန်ပျူတာကတွက်ချက်ထားတာဒီနေရာမှာ အဲတခုရှိတာကတော့ဒါလက်ရှိအနေထားအရဆိုလို့ရှင်လည်းပဲဒီ3သင်းကပဲဒါတန်းစင်းစုံမှာကျွန်တော်ရှိနေတာ Norian Forest က9မှတ်ပြီးရင် Westham ကကျွန်တော်တို့က4မှတ် Uban Dan က2မှတ်ဆိုပြီးတော့6ပွဲစီအတီးဒီကစားပြီးကြတဲ့အချိန်မှာရှိနေတာအစဉ်စရာရည်တည်မှုရ18 19 20ဆိုပြီးတော့ဆိုတော့ Super Computer ကလည်းလက်ရှိဒီအတိုင်းပဲသူတို့တွေပေါ့နော် Norian Forest Westham နဲ့ကျွန်တော်တို့က Uban Dan ဆိုပြီးတော့ဒီ3သင်းကိုတန်းစင်းမဲ့အသင်းဖြစ်ကျွန်တော်တို့ကတွေ့ချက်ထားတယ် ဆိုတော့ဟိုဒါအပြင်ပေါ့เนาะဒါ124နေရာမှာဆိုလို့ရှိရင်124ပေါ့เนาะကျွန်တော်အဆင့်1ကနေပြီးတော့အဆင့်2နေရာအထိကျွန်တော်တို့ဒါတွဲချက်မှုအရဆိုလို့ရှိရင်တော့ဒါဘယ်လိုပြောမလဲစူပါကွန်ပျူတာရဲ့တွဲချက်မှုအရဆိုရင်အာဆင်နယ်ကပေါ့เนาะ38ပွဲကစားပြီးတဲ့အချိန်မှာရမှတ်80အထိရလိမ့်မယ်ဆိုပြီးတော့တွဲချက်ထားတယ်အဆင့်1နေရာမှာတော့ Manchester City ပေါ့လေ38ပွဲမှာ69မှတ်ပေါ့တော့ဒါအပြင်လီဗာပူးတင်းရဲ့ဘက်ကတော့အဆင့်3နေရာမှာ38ပွဲမှာ69မှတ်ရလိမ့်မယ် ။နောက်အဆင့်၄နေရာမှာ Chelsea ရဲ့ဘက်ကတော့38ပွဲမှာကျွန်တော်သာရမှတ်60 Aston Villa ဟာ38ပွဲကစားပြီးတဲ့အချိန်ရမှတ်60ဒါအပြင်ကျွန်တော်ဘုံမောက်က59မဲ့ Newcastle 59မဲ့ဒီလိုမျိုးအသီးသီးရှိတယ်ပေါ့လေ။ ဆိုတော့ကျွန်တော်တို့အနေနဲ့ Manchester United ကိုတော့ဗောနော်ဒါအဆင့်30เนาะ30အဲ10ပွဲကစားပြီးတဲ့အချိန်မှာ58မှတ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်ထားတယ်လောတဲ့မှာတော့ Manchester United ကဒီ Premier League ပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာအဆင့်6မှာရှိနေတယ်ဗောနော်ဆိုတော့ Premier League ပွဲစဉ်က9ပွဲပဲကစားပြီးတဲ့အချိန်မှာရှိသေးတော့ တတင်းနဲ့တတင်းကြားထဲမှာအမှတ်ကွာဟမှုတွေကအစင်စရားတွေဒါကျွန်တော်ကွာဟသွားမယ်အများကြီးကျွန်တော်မရှိသေးဘူးပေါ့နော်အများကြီးကျွန်တော်မရှိသေးဘူးဆိုတော့ကျွန်တော်တို့နေတွက်ချက်မှုတွေရဆိုလို့ရှိရင်တော့ဒါအာဆင်နယ်ပေါ့လေအာဆင်နယ်ကတော့လောဆယ်မှာဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်ကိုယ်ပဲကစားပြီးတဲ့အချိန်မှာ20နဲ့2မှတ်ထိကျွန်တော်ရထားပြီးတော့ပေးကူကလည်းကျွန်တော်က3ကူပဲကျွန်တော်ရှိသေးတယ်ဆိုတော့အစင်လေးတွင်းဝင်နိုင်မယ့်အသင်းတွေဖြစ်သူတို့ကတော့ မန်စီးတီးရဲ့အာဆင်နယ်ရဲ့လီဗာပူးတင်းရဲ့ချဲလ်စီရဲ့ပေါ့နော်ဒါအဆင့်၅နေရာယူရိုပါလိဖြစ်အက်စတိုမီလာကိုသူတို့ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါတွေ့ချက်ထားတယ်ပေါ့လေဆိုတော့စပါးတို့နျူကာဆယ်တို့ကတော့အဆင့်9အဆင့်10အဆင့်9ကခရစ်စတယ်ပဲလီအဆင့်10ကမန်ချက်စတာယူနိုက်တက်58မှတ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားတယ်ဒါကစူပါကွန်ပျူတာရဲ့တွေ့ချက်မှုရဒီမတိုင်ခင်ကလည်းသူတို့တွေ့ချက်မှုတွေကျွန်တော်ရှိခဲ့တယ်စူပါကွန်ပျူတာရဲ့ဘက်ကအဲ့ဒီတော့ကတော့ပေါ့နော်ဒီဘယ်လိုပြောမလဲ ဟိုလီဗာပူးသင်းရဲ့ဘက်ကချန်ပီယံเนาะဖြစ်လိမ့်မယ်ဆိုပြီးတော့ဗောဗျာ83မှတ်နဲ့ကျွန်တော်ဒီသူတို့တွက်ချက်ထားတာအခုဆိုလို့ရှိရင်တော့ပြောင်းလဲသွားပြီဗောနော်အဲအဲ့လုံကအာဆင်နယ်ကိုအဆင့်နှစ်ဗောအခုဆိုလုံးဝပြောင်းလဲသွားပြီမန်စီးတီးနဲ့ချဲစီကိုအဆင့်3နဲ့4ဗောမန်ချက်စတာယူနိုက်တက်ကိုအဆင့်7ဗောနော်တန်းစင်းမဲ့အသင်းတွေဖြစ်တန်းတက်3သင်းဖြစ်တဲ့ဘန်လီရဲ့ဝူဘန်ဘန်လီရဲ့ကျွန်တော်ဒါဟို list united ရယ် sunderland ရယ်ဆိုပြီးတော့သူတို့ကပေါ့နော်သူတို့ဒါတွက်ချက်ထားတယ်ဆိုတော့ဒီညမှာ super computer ရဲ့တွက်ချက်မှုဖြစ်တဲ့အတွက်ပေါ့နော် ဟိုခုနကပြောသလိုပဲပထမဦးဆုံးကျွန်တော်တွေ့ချက်တဲ့အချိန်နဲ့လက်ရှိတွေ့ချက်တဲ့အချိန်နဲ့ကြားထဲမှာကွာဟမှုတွေကျွန်တော်အများကြီးရှိတယ်သူတို့ပြင်သူတို့ဟိုစုရတဲ့ data တွေပို့ပြီးတော့ဗောနော်များလာတယ်နဲ့အမျှ data တွေပေါ်မူတည်ပြီးတော့တွေ့ချက်တဲ့ကွန်ပျူတာမျိုးဖြစ်တဲ့အတွက် data တွေကကောင်းရင်ကောင်းတယ်လို့ပြနေမှာဆိုရင်ဆိုတယ်လို့ပြနေမယ်နေသားမျိုးမှာ Arsenal တို့ဘာလို့က champion ဖြစ်ဖို့အတွက်လက်ရှိမှာ data ကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့အသင်းဆိုတော့ Arsenal ကိုကျွန်တော်ရောက်နေပြီးတော့ champion ဖြစ်လိမ့်မယ်ဆိုပြီးတော့သူတို့ခန့်မှန်းထားတာဗောနော်ဆိုတော့ ခံမှန်းမှုဆိုတဲ့အတွက်ပေါ့နော်ကျွန်တော်တို့စူပါကွန်ပျူတာမကလို့ဘာပဲဖြစ်နေဖြစ်နေခံမှန်းတဲ့အတွက်ကျွန်တော်သာမှားနိုင်တာတွေလည်းကျွန်တော်အများကြီးရှိတယ်ပေါ့လေအဲဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိအာဆင်နယ်ကိုချန်ပီယံမှန်းတာကတိတ်တော့အံအားသင့်စရာတော့ကျွန်တော်မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိအာဆင်နယ်ရှင်ပြန်ရမယ့်အသင်းတွေဒါအပြင်လက်ရှိအာဆင်နယ်ရဲ့အနေအထားတွေကိုကျွန်တော်ကြည့်တဲ့အခါအာဆင်နယ်မှာချန်ပီယံဖြစ်ဖို့အတွက်လုံလောက်တဲ့ resource တွေသူတို့မှာရှိနေလို့ပဲ နံပါတ်1အနေနဲ့တော့လက်ရှိအာဆနယ်ကိုကျွန်တော်ကြည့်ရင်ပရီးမီးယားလိမှာဆိုလို့ရှိရင်ခန်းစစ်အကောင်ဆုံးအသင်းချန်ပီယံစ်လိမှာဆိုခန်းစစ်အကောင်ဆုံးအသင်းတွေကတင်းတင်းပြည့်ကျွန်တော်မြင်ထားရတယ်။ခန်းစစ်မှာဆိုလို့ရှိရင်ကြစ်လစ်မှုတွေအင်မတန်များတယ်ကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလူသားလဲမှုတွေအများကြီးလုပ်တယ်ဆိုရင်တော့မှကြစ်လစ်မှုကခန်းစစ်ပိုင်းမှာရော့သွားတယ်ဆိုတော့ကျွန်တော်မရှိသလိုတိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ပေါ့နော်အရန်ကောင်းတဲ့အစုဖွဲ့တွေကိုသူတို့ကပိုင်ဆိုင်ထားတာတဲ့တင်လုံးအဖွဲ့အစည်းအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲတကယ်ကောင်းတဲ့ပေါ့နော်စွမ်းဆောင်တွေကိုကျွန်တော်ပြပြီးတော့အစစ်တစ်မှာ 20နဲ့နှစ်မှတ်ထိသူတို့ကရပြထားတာဗျာကိုယ်ပဲကစားပြီးတဲ့အချိန်ကျန်တဲ့အသင်းတွေကအ ਨੇ သုံးမဖြတ်ဘူးဆိုရင်တောင်မှအနိကဆုံးပြိုင်ဘက်ကို၄မှတ်ဖြတ်ထားတာမျိုးလို့နော်အခါတီဆုံးသူတို့ရဲ့ဘယ်လိုပြောမလဲဒီပြိုင်ဘက်တွေပြီးလို့ရှိရင်ချန်ပီယံစုအတွက်ဆစိန်ခွန်နိုင်တဲ့ကလပ်အသင်းတွေဖြစ်တဲ့ Manchester City တို့ Liverpool တို့ကိုအမှတ်တီတောက်လျှောက်ကျွန်တော်ဖြတ်ထားတော့ Arsenal ကအခုလိုမျိုးချန်ပီယံဖြစ်ဖို့အတွက်ရည်ပန်းစားတာပါနော်ဆိုတော့အာအသင်းစရာမရှိပါဘူးခုနကပြောသလိုပဲသူတို့က Premier League တင်လာဆိုတော့လည်းမဟုတ်ဘူး Champions League တခြားပြည်တွင်းပြိုင်ပွဲတွေမှာပါသူတို့ကအရင်ကောင်းတဲ့ performance တွေပြပြီးတော့အချိန်ကြီးကောင်းတွေကျွန်တော်ပိုင်ဆိုင်ထားတာအဲကြောင့်အာဆင်နယ်ကိုလောလောဆယ် champion ဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်ဒီဂျီဗန်စားနေတယ်ဆိုတာမျိုးတွေကပေါ့ဒါအာအသင့်စရာမရှိဘူးပေါ့လေနောက်တစ်ခုကတော့ Manchester United ပေါ့ United ကတော့ဘယ်လိုပြောမလဲဒီလောလောဆယ်၃ပွဲစတဲ့အနိုင်ရထားတယ်ဘာညာပြောပြီးမဲ့လေလို့ data တွေအရာကကျွန်တော်အာရချင်းနေစရာကောင်းနေတဲ့တည်းမှာမပါဘူးပေါ့ပထမဆုံးသူတို့အနေနဲ့ ဒီ Manchester United ကိုတွဲချက်တုန်းကအဆင့်၁၂မှာယာတီသိမ်းလိုက်မယ်ပေါ့ပြီးလို့ရှိရင်အခုလက်ရှိတွဲချက်မှုဆိုလို့ရှိရင်လည်းအဆင့်၁၀မှာယာတီသိမ်းလိုက်မယ်ပေါ့ဒါပေမဲ့လို့အဲ့ဒီတည်းမှာဆိုလို့ရှိရင်ရမှတ်တွဲချက်မှုမေးတော့ရဆိုလို့ရှိရင်အရင်ကြီးကွာဟာချက်တော့မရှိဘူးပေါ့နော်နောက်တစ်ခုကဟိုလက်ရှိ United ကအဆင့်၆ကိုရောက်နေတယ်ဆိုပေမဲ့လေလို့ပေါ့နော်ကိုရီ United မှာကကိုယ်ပဲကစားပြီးတဲ့အချိန်မှာခန်းစစ်က၁၄ကိုပြီးထားရတယ်လို့ဘာလို့ဆိုတာမျိုးကတော်တော်ကိုအချိန်ကြီးကမဟန်ပါဘူး။ဒါပါတော့အမှတ်တူပါတယ်ဆိုတဲ့ Manchester City တို့ကိုကျွန်တော်ကြည့်ရင်တော့ City ဟာ ကျွန်တော်ပေးကိုရ9ခုပဲပေးထားရတယ်။စန်ဒလန်လိုအသင်းမျိုးလည်းပဲ9ခုပဲကျွန်တော်ပေးထားရတယ်။စပါးလိုဘာလိုလဲ9ခုပဲကျွန်တော်ပေးထားရတယ်။အက်စတိုမီလာလိုကုအောင်ပါရှိတဲ့အသင်းတောင်မှ10ခုပဲကျွန်တော်ပေးထားရတယ်ပေါ့။ဆိုတော့ခန်းစစ်ကအများကြီးစကားပြောပါတယ်။အခုလက်ရှိလေဘာဦးအသင်းတို့ဘာလို့ဆိုလို့ချင်းကျွန်တော်ကြည့်ပြ။တိုက်စစ်မှာဆိုလို့ချင်းမန်ချက်စတာယူနိုက်တက်က16ခုတွေဘာတွေတည်တယ်မလား။တွင်းထားပြီးတော့တကယ်ကောင်းတဲ့တိုက်စစ်အကြီးသွေးတွေပြထားတာ။9ဘွဲမှာ16ခုဆိုတော့တော်တော်ကောင်းတဲ့ရလက်ပါ။ နော် twin ကိုပါတိုက်စစ်ကဒါပေမဲ့လို့ခံစစ်မှာ14ကိုပြန်ပြီးထားရတယ်လို့ဘာလို့ဆိုတော့မျိုးတွေကတတော်ကြီးကိုထိခိုက်မှုတွေကျွန်တော်ရှိလာတာလက်ရှိအာဆင်နယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်ပါလားတိုက်စစ်မှာ16ကိုပြီးထားရထားတယ်ဆိုပေမဲ့ခံစစ်က3ကိုပဲကျွန်တော်ပြီးရသေးတယ်ဒါမျိုးပါနော်ဒါကြောင့် United ရဲ့ခံစစ်ပိုင်းကပြဿနာကြီးတစ်ခုဖြစ်ကျွန်တော်မြင်နေရတော့မယ်နောက်ပိုင်းပွဲစဉ်တွေ3ပွဲမှာဆိုလို့ရှိရင်ကိုရီးယားတိုက်စစ်က9ပို twin ထားတယ်ဆိုတဲ့အခါကျတော့အာကောင်းနေတယ်လို့ကျွန်တော်တို့ပေါ့နော်မြင်ကောင်းမြင်လိမ့်မယ်တိုးတိုးလေးပဲပွဲတိုင်းကျွန်တော်တို့အနေနဲ့ပေါ့နော်ဂိုးတွေပေးနေရတယ် clean sheet ရတာဒီ၈ကိုးပွဲကစားပြီးတဲ့အချိန်မှာ clean sheet တပွဲပဲရသေးတယ်သူတို့ဆိုတာမျိုးတွေကဘယ်လိုမှအဆင်မပြေပါဘူးခံစစ်ပြဿနာတွေကဒါကြောင့်လည်းပဲ super computer ရဲ့တွက်ချက်မှုရအဆင့်၁၀လောက်နဲ့ရာသီတိမ့်လိမ့်မယ်ဆိုပြီးတော့ပြောထားတယ်ဗောနော်အဲ့ဒီထဲမှာဆိုလို့ရှင်တော့ကျွန်တော်တို့က Chelsea တို့ဘာလို့ဆိုလို့ရှင်တော့ဗောနော်ဒါ super computer ရဲ့တွက်ချက်မှုရဆိုလို့ရှင်အဆင့်၄တွေဘာတွေနဲ့ရာသီတိမ့်လိမ့်မယ်ဆိုပြီးတော့သူတို့တွေပြောထားတယ်ညမှာတစ်ခုရှိတာကလက်ရှိမှာဆိုလို့ရှင် Chelsea ကတော့ ထင်သလောက်မဟုတ်ဘဲနဲ့တော်တော်လေးတိုင်ပက်နေတယ်အခုဆိုလို့ချင်းအဆင့်9တွေပါဒီမှာเนาะတိုက်စစ်ကကျွန်တော်တို့နေ16ခုတွေပါဒီရထားတယ်တကယ်ကောင်းတဲ့တိုက်စစ်ရည်သွေးကိုကျွန်တော်တွေးထားရတယ်ဒါပေမဲ့ခန်စစ်က17ခုပြန်ပြီးထားရတယ်လို့ဘာလို့ဆိုတော့မျိုးတွေကတကယ်တကယ်ပြဿနာပဲတခုတော့ရှိတယ်ချယ်ဆီမှာက injury ပြဿနာတွေအများကြီးနဲ့ရင်ဆိုင်နေရတော့သူတို့တော်တော်လေးတိုင်ပက်တယ် ဆိုတော့ဇန်နဝါရီပြောင်းရွှေ့လို့ပါတော့မှာခန်းစစ်တွေကိုအားပြည့်နိုင်မယ်ဆိုလို့ရှိရင်တော့အချိန်ကြီးကောင်းနိုင်တယ်ပေါ့နော်ဆိုတော့စူပါကွန်ပျူတာရဲ့တွဲချက်မှုအရလိုပဲ Chelsea ရာ Top 4အတွင်းကိုပြန်ပြီးတော့ဝင်လာနိုင်တဲ့စွမ်းဆောင်မျိုးတွေကျွန်တော်တို့ကရှိနေတယ်အဓိကကသူတို့မှာတိုင်ပတ်တာကကစားသမားအကြီးတွေခန်းစစ်အကြီးတွေပဲဒီပြားဖြစ်သူဒီ Chelsea အတွင်းကိုရောက်လာတာလည်းကြာပြီတကယ်လည်းပဲဒီအတွင်းကိုအမှန်ကန်ပြောင်းလဲထားတာမျိုးတွေကျွန်တော်ရှိထားတယ်ပြီးခဲ့တဲ့ကြာဒီမှာဆိုလို့ရှိရင်လူစုံတက်ဆုံနေဆိုရင်တကယ်ကောင်းတဲ့ performance တွေလည်းသူတို့ပြထားတယ်ဒါပေမဲ့လို့လောလောဆယ်မှာတော့ဗော injury ပြဿနာတွေအနီးကပ်တွေနဲ့တော်တော်လေးတိုင်ပတ်ပြီးတော့ ဟိုရလက်တွေကစိုးနေတာဆိုတော့လက်ရှိစူပါကွန်ပျူတာရဲ့တွက်ချက်မှုရဆိုလို့ရှိရင်အဆင့်၄တွင်းပြန်ဝင်နိုင်မယ်ဆိုတဲ့အနေအထားကချယ်ဆီတွက်ပေါ့နော်ကျွန်တော်တို့ဒါဇန်နဝါရီပြောင်းရွှေ့လူအားဖြည့်မှုတွေပေါ်မှာမူတည်ပြီးတော့အများကြီးဖြစ်လာနိုင်ဖို့အနေအထားကျွန်တော်ရှိတယ်ဆိုတော့စူပါကွန်ပျူတာရဲ့တွက်ချက်မှုရအာဆင်နယ်ကအဆင့်၁ကိုပေါ့နော်ရောက်ပြီးတော့ဒါချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားနေပါတယ်ကျွန်တော်တို့ဒါ1 2 4ကိုလည်းအာဆင်နယ်မန်စတီလီဗာပူးနဲ့ချယ်ဆီဆိုပြီးတော့ကျွန်တော်တို့ဘောနောပြောထားတယ်ညီကလို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးတင်ပါတယ်